ြစီမပိတ်တမြအားလုံးပဲမင်္ဂလာပါခင်ဗျာမေလ23ရက်တဲ့မြစီမ Prime Time မြစီမတရင်အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်ညွေကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီကနေ့ကြည့်ရှုရမယ့်အစီအစဉ်ကတော့ပြည်ပထောက်ခွာရာတွေကြောင့်နိုင်ငံခြားငွေသုံးဆွဲမှုများပြားပြီးငွေဈေးတက်တယ်လို့စစ်ကောင်းဆောင်အပြစ်တင်တဲ့တရင်ရဟတ်ရင်ပြစ်ချခံရတာမဟုတ်ဘဲမတော်တဆပျက်စီးတာလို့စစ်ကောင်စီလိန်လေထုတ်ပြန်တဲ့တရင် ကလေးမျိုးကတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လန်ရေးအဖွဲ့ရေးတိုက်ပွဲဆက်ဖြစ်တဲ့တွင်နဲ့မူရစ်စေဝါအတွက်ငွေရှာဖို့အသက်17နှစ်အရွယ်တမီးငယ်ကိုမိခင်ကလိန်ဖြောပြေခိုင်းတဲ့နိုင်ငံတကာတွင်အပါဝင်နောက်ဆုံးရကုံစည်းနှုံနဲ့အခြားအရေးကြီးတွင်တွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်ပထက်ခွာရာတွေကြောင့်နိုင်ငံခြားငွေသုံးဆွဲမှုများပြားပြီးတော့ငွေဈေးတက်တယ်လို့စကောင်းဆောင်အပြစ်တင်တဲ့တွင်ကိုတင်ဆက်ပေးပါမယ် ြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာရာရေးကြောင်းနိုင်ငံခြားငွေသုံးဆွဲရာရေးများပြပြီးငွေဈေးတက်နေတာဖြစ်တယ်လို့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကမေလ20ရက်နေ့ကနေပြီးတော့မှပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစီအဝေးဒုတိယနေ့မှာပြောပါတယ်ကုန်သွယ်မှုမှာပုံငွေပြနေပေမဲ့လည်းအခြားသုံးဆွဲငွေတွေအနှုတ်တွေများပြရှိနေတာကြောင့်နိုင်ငံခြားငွေဈေးမြင့်တက်နေရလို့ဆိုပါတယ်ပြည်ပထွက်ခွာရာရေးကြောင့်နိုင်ငံခြားငွေသုံးဆွဲမှု များပြနေရလို့သူကပြောဆိုခဲ့ရပါတယ် ဒီလိုနိုင်ငံခြားငွေလိုအပ်ချက်တွေရှိနေတဲ့အတွက်စစ်ကောင်စီကအခွန်ကင်းလွတ်ခွင့်နဲ့တင်တင်းတင်တွင်းခွင့်ပြုထားတဲ့လျှက်စစ်စွမ်းအင်3 EV ကတင်တွင်းတာတွေမှာကန့်တက်ချက်တွေဖြစ်ပေါ်နေရတယ်လို့လည်းစစ်ကောင်ဆောင်ကဆိုပါတယ်စက်ကောင်စီအနေနဲ့နှစ်စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံတန်ဖိုးရှိတဲ့73စီတွေကိုတင်သွင်းနေရပြီးတော့လောင်စာစီသုံးဆွဲမှု short ချနိုင်ရေးအတွက် EV တင်သွင်းမှုကိုခွင့်ပြုပေးထားတာဖြစ်တယ်လို့လည်းထည့်သွင်းပြောပါရယ် အာဏာသိမ်းပြီးနောက်နိုင်ငံအတွင်းလျက်စစ်ဓာတ်အားပေးနိုင်မှုဆိုးရွားစွာကြာဆင်းနေပေမဲ့လက်စကောင်းဆောင်ကလျက်စစ်ကားတွေလျက်စစ်ရထားတွေပြေးဆွဲမယ်လို့မကြာခဏပြောဆိုခဲ့ဘူးပြီးဒီစည်းဝေးမှာလည်းလျက်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်ကိုတွားနိုင်ရေးဆက်လက်အကောင့်ထဲပေါ်သွားမယ်လို့ဆိုပါတယ်လက်ရှိမှာလဲတရုတ်ထုတ် EV ကားတွေကိုမြန်မာနိုင်ငံအတွင်းကိုစစ်ကောင်းဆောင်ရဲ့တာအောင်ပြေစုံတဲ့တမီ ခင်တီတက်မွန်တို့ကတင်သွင်းနေကြောင်းပြည်ရင်းမီဒီယာတွေကရေးသားဖော်ပြခဲ့ကြပါတယ်စစ်ကောင်စီခေါင်းဆောင်အနေနဲ့နိုင်ငံခြားငွေစည်းတက်မှုအတွက်ပြပထွက်ခွာရာတွေအပေါ်အပြစ်တင်ပြောဆိုရာတွေပြုလုပ်လာပေမဲ့လည်းတစ်ဖက်မှာ ပြပထွက်အလုံးလုံးသူတွေရဲ့နိုင်ငံခြားငွေနဲ့ရရှိရလာစားအပေါ်အခွန်ကောက်တာအပြင်ဝင်ငွေရဲ့25ရာခိုင်နှုန်းကိုလည်းသူတို့ရဲ့တတ်မှတ်ပေါက်ဈေးအတိုင်းပြည်ရင်းကိုပြန်လည်လွှဲပြောင်းခိုင်းရရှိရလို့သိရပါတယ်ခင်ဗျာ ဒုတိယသတင်းသဘောအနေနဲ့ရဟတ်ယင်ပြစ်ချခံရတာမဟုတ်ပဲမတော်တဆပြစ်ကြတာလို့စစ်ကောင်စီလိန်လေထုတ်ပြန်တဲ့ရင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ရွှေကူမြို့နယ်မှာကချင်တပ် KIA ရဲ့ပြစ်ချခြင်းကိုခံခဲ့ရတဲ့ MI7D အမျိုးအစားရဟတ်ရင်ကဆက်ချိုယွင်းမှုဖြစ်ပြီးမတော်တဆပြက်ကျခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကမနေ့ကမေလ20ရက်ညပိုင်းကထုတ်ပြန်လိုက်ပါတယ် ရှေ့တန်းစစ်မြေနာပြင်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပ်စခန်းတွေကိုထောက်ပံ့ပစ္စည်းတွေတွားရောက်ပို့ဆောင်ပြီးအပြန်မှာဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ1400ဝန်းကျင်အကွာမှာရဟတ်ရင်ကဆက်ချုပ်ရမှုဖြစ်ကမတော်တဆပြက်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ရဲရင်ပြကြမှုအတွက်တက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးနေကြောင်းနဲ့ပြက်ကြတဲ့နေရာတဝိုက်ကိုရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့ဆိုထားပါဗျ။ မနေ့ကနေ့လယ်ပိုင်းက KIA သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးတော်ဘူးကစစ်ကောင်စီအမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုစစ်ကူအင်အားလာပို့တဲ့စစ်ကောင်စီရဟတ်ယာဉ်၃စင်းကို KIA ဘူးပေါင်းတပ်တွေကပြစ်ခတ်ချိန်မှာရဟတ်ယာဉ်၂စင်းကိုထိမှန်ခဲ့တာတော်ရဲကြသွားတာဖြစ်တယ်လို့မျိုးစိမကိုအတည်ပြုထားပါတယ်ချင်းမန်ပြီးပြကြသွားတဲ့ရဟန်းရဗမောခရိုင်ရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်က တော်ရဲမှာမင်းညညာပိုင်းကရှာဖွေတွေ့ရှိခဲ့ပြီးတော့နောက်ထပ်တစင်းကတော့ရွှေကူးစစ်တပ်စခန်းမှာအရေးပေါ်တက်ဆင်းခဲ့ရကြောင်းကိုပြတ်ကျသွားရရဟရင်ရုတ်တံဖိုင်နေတဲ့အတူ data အတွင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်။ရဟရင်ပြတ်ကျတဲ့နေရာတွေကို KI ဘူပေါင်းတပ်ဖွဲ့ဝင်တွေတွားရောက်ရှာဖွေရမှာတော့ရဟရင်အပြတ်အစီးနဲ့အတူလေရင်မှုကပ္ပိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြောင်းရုတ်တံဖိုင်မှာမြင်တွေ့ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကလေးမျိုးကတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လန်ရေးအဖွဲ့တွေတိုက်ပွဲဆက်ဖြစ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ဒီကနေ့မေလ23ရက်မနက်7နာရီကစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရလို့ဒီတဲ့မျိုးနဲ့အခြေစိုက်ဒေတာခံတော်လည်ရေးအဖွဲ့ဖြစ်တဲ့ CGS Civil Defense Military CGNC စီရင်တာဝန်ရှိသူကမြစီမာကိုပြောပါတယ် မေလ17ရက်နေ့ကကလေးမျိုးကတက်လာတဲ့ကား15စီးအင်အား200ကျော်ပါခြေလင်းစစ်ကြောင်းနဲ့တီးတိမ်မြို့နယ်မွာပီးချေးရွာအနီးမှာတိုက်ပွဲစတင်ဖြစ်ပွားနေတာပါစက္ကဆစစ်ကြောင်းနဲ့ဒီမနက်ထိတွေ့ပစ်ခတ်မှုစတင်နေပါပြီ ကလေးဘက်ကနေ120မမနဲ့ပြစ်ကူပေးနေပါတယ်လို့ CDF CDM စီရင်တာဝန်ရှိသူကမျိုးစိမကို ပြောပါတယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာနဲ့တိုက်ပွဲဖြစ်ပွားတာကြောင့်မွာပီးဘွမ်ဆန်း ချေးဆန်ကြေးရွာရွာ၃ရွာကဒေသခံ600နေပါရှောင်းသိမ်းနေရပြီးမင်းညာကစတင်ကတညာလုံးမိုးရွာတွန်းတာကြောင့်စစ်ဘေးရှောင်းနေအနေနဲ့အမိုးအကာဆန်းတဲ့ရိက္ခာနဲ့ဆေးဝါးရေလိုအပ်နေတယ်လို့သူကဆိုပါတယ်တိုက်ပွဲအတွင်းတိခိုက်သေးဆုံးတာတွေရှိတိရှိနိုင်ဖို့အတွက်မြစီမအနေနဲ့တာဝန်ရှိသူတွေကိုဆက်သွယ်နေစေပါ အဲ့စကောင်စီစစ်ကြောင်းရှင်မတိုးနိုင်ရေးဒေသခံတော်လည်းရေးအဖွဲ့တွေစ조사နေပြီးတော့နည်းမြေအတွင်းမရောက်စေရေးနှိမ်နှင်းသွားမှာဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့စစ်ဦးစီးချုပ်ထန်ချုံဖေးကမျိုးစိမကိုပြောပါတယ်ကြီးတိန်ကိုတက်မလားဖလန်းကိုတက်မလားဆိုရာလမ်းဆောင်ဖြစ်တဲ့တိုင်းရင်ကိုရောက်မှသိရမှာဒါမှမဟုတ်တိုင်းရင်မှာစခန်းချနေထိုင်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တေချာရာကတော့အဲ့ဒီနေရာတွေထိမရောက်အောင်조사ကြမှာလို့သူကပြောပါတယ် တိုင်းငင်ကျွေးရဟာကလေးမျိုးကနေချင်းမိနယ်တီးတဲ့မျိုးနယ်ဖလန်းမျိုးတို့ကိုတွားရောက်တဲ့လမ်းဆောင်ဖြစ်ပြီးပြည်အောင်စုလမ်းမအပေါ်မှာတည်ရှိက2024ခုနှစ်ဇန်နဝါရီ16ရက်နေ့ကချင်းတော်လန်ရေးတပ်ဖွဲ့တွေတင်ယူပြီးတဲ့နောက်စစ်ကောင်စီဟာအဲ့လမ်းကိုအတုံးမပြုတ်နိုင်တော့ပဲယခုပြန်လဲစစ်ကြောင်းထိုးပြီးအားဆန်းလာတာဖြစ်နိုင်တယ်လို့ထန်ချုံဖေးကဆက်လက်ပြောပါတယ်အဲ့စစ်ကြောင်းကချင်းပြည်နယ်ကိုတိုက်ရောက်မှာမဟုတ်ပဲကလေးမျိုးလုံးဂျုံရေးအတွက် ကာကွယ်ဖို့စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်းစစ်ရေးလေ့လာတုံ့တက်သူတို့ကလည်းဆိုပါတယ်တီးတိမ်ဖလန်းတော့သူတို့ကတတ်ဖို့မလွယ်ပါဘူးအဓိကခိုင်ကန်းကိုကာဖို့ဖြစ်မယ်ကလေးမျိုးကိုကာဖို့အတွက်ခိုင်ကန်းကိုကာရမယ်ဒါကြောင့်စစ်ကြောင်းထိုးတာပါလို့စစ်ရေးလေ့လာသူကဆိုပါတယ်တီးတိမ်လွမြောက်သွားပါကချင်းတော်လန်ရေးတပ်ဖွဲ့တွေကလေးမျိုးဘက်ကိုဆင်းလာနိုင်တာကြောင့်ကြိုတင်ကာဝယ်ဖို့ချင်းပြည်နယ်နဲ့ကလေးမျိုးအကြခုခံပြင်ဆင်နိုင်တာဖြစ်ကြောင်းလည်းပြောပါရယ် စစ်ကောင်စီတပ်ချင်းတောင်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်ကလေးတိုင်းငယ်လမ်းမကြီးကို2025ခုနှစ်မေလ20ရက်မနက်7:00နာရီမှစတင်ကအသက်အဆင်းအားလုံးကိုယာယီပိတ်ထားပြီးပြန်မဖွင့်မချင်းအသုံးမပြုကြဖို့နဲ့ပိတ်ထားပြီးချိန်နောက်ပိုင်းပြဿနာတစ်ခုမှတာဝန်ယူမှာမဟုတ်ဘူးလို့ CGS Civic Defend Military CGS CGM C ရင်ကမနေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေကိုဆက်ကြည့်အောင်ပါ မွင့်ရဆေးဝါအတွက်ငွေရှာဖို့၁၂နှစ်ရွယ်တမီးငယ်ကိုမိခင်ကလိန်ဖြောပြေကိုင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဝိုင်းတော်သူယွန်းယွန်းကတင်ဆက်ပေးမှာပါခင်ဗျာ။ ခိုင်းနိုင်ငံဟွာဟင်းမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်တအူက၎င်းအားအမေနဲ့အတော်ဖြစ်သူကမူးယစ်ဆေးဝယ်ရန်နဲ့နေစဉ်ချင်းငွေတိုးတွေဆက်ဖို့အသက်72နှစ်အရွယ်ကလေးကအသက်50အရွယ်မျိုးသားတအူထံရောင်းချပြီးလိန်ဖြော်ပြေးခိုင်းခဲ့တယ်လို့ဖွင့်ဟပြောကြားခဲ့ပါတယ်မင်းကလေးဟာဧပြီလ26ရက်နေ့မှာဖခင်နဲ့မိတွေ့ဖြစ်သူကိုသူ့ရဲ့ဖြစ်ရပ်ကိုရင်ဖွင့်ပြောပြပြီးတဲ့နောက်ဒီအမှုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လေးရက်အကြာမှာဖခင်ကပါဗန်နာခလေးတငယ်နဲ့မျိုးသမီးများဖောင်ဒေးရှင်းကိုဆက်သွယ်ပြီးဥပဒေကြောင်းအရအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ပြောကြားချက်အရ၎င်းနဲ့ခလေးငယ်ရဲ့မိခင်ဖြစ်သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကွဲကွာနေခဲ့ပြီးတရားဝင်လက်ထပ်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။သူတို့မှာအသက်73နှစ်နဲ့8နှစ်အရွယ်တမီးနှစ်ဦးရှိပြီးတော့မိခင်ဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ မိခင်ဖြစ်သူဟာ၎င်းအားကလေးငယ်တွေနဲ့တွေ့ခွင့်မပေးဘူးလို့လည်းဖခင်ဖြစ်သူကဆိုပါတယ်။မိန်းကလေးငယ်ဟာမိတွေဖြစ်သူအားဆက်သွယ်ပြီး၎င်းအားမိခင်နဲ့အဖွားဖြစ်သူတို့ကဆိုးဆိုးရွရွအနိုင်ကျင့်နေတာကြောင့်၎င်းတို့နဲ့အတူမလင်လို့တော့ကြောင့်ပြောဆိုခဲ့ပါတယ်။ရင်နောက်ဖူခတ်ကနေဖခင်ဖြစ်သူကဟွာဟင်းကိုတွားရောက်ပြီးခေါ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ဖခင်ဖြစ်သူကဟွာဟင်းရက်စခန်းမှာအမှုဖွင့်ခဲ့ပြီးခလေးငယ်ကိုဖူးခတ်ကိုပြောင်းရွှေ့ခေါ်ဆောင်သွားမယ်လို့မိခင်ထံကိုအကြောင်းကြားခဲ့ပါတယ်။ပထမမှာမိခင်ကငင်းဆန်နေခဲ့ပေမဲ့ခလေးငယ်က၎င်းဟာပြည်တစားလောက်ရန်အတင်းကျပ်စေခိုင်းခဲ့ကြအောင်ဖုံးနဲ့ပြောဆိုပြီးတဲ့နောက်မှာတော့မိခင်ကသဘောတူခဲ့ပါတယ်။မိန်းကလေးအသက်၁၁နှစ်အရွယ်မှာမိခင်နဲ့အတော်တို့ကအချိန်မိုက်တဲခိုကန်းကိုနှစ်ကြိမ်ခေါ်သွားခဲ့ကြောင်သူကပြန်လည်ပြောပြပါဗျာ။ ပထမချိန်က2023ခုနှစ်ဩဂုတ်လမှာဖြစ်ပြီးတော့အတော်ဖြစ်သူက၎င်းကအမျိုးသားနဲ့တွေ့ဆုံဖို့ခေါ်သွားခဲ့တာဖြစ်ပြီးအဲ့ဒီမျိုးသားကသူ့ကိုဟိုတယ်ကိုခေါ်သွားခဲ့တယ်လို့ဆိုပါတယ်အဓမ္မပြုကျင့်ခံရပြီးတဲ့နောက်မိန်းကလေးငယ်မှာခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေနဲ့သွေးရုပ်ဆင်းမှုတွေခံစားခဲ့ရပြီးအိမ်ပြန်ရောက်လာခဲ့ပေမဲ့မိခင်ဖြစ်သူကဓမ္မတာလာတာလို့သာပြောဆိုခဲ့ပါတယ်။ဒုတိယအကြိမ်ကနှစ်လအကြာမှဖြစ်ပွားခဲ့တာပါ။အဲ့ဒီအချိန်ကလည်းအတော်ဖြစ်သူက သူမကိုအဆိုပါအမျိုးသားနဲ့တွေ့ဆုံဖို့ပေးပို့ခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးရဲ့ငင်းဆန်မှုကြောင့်အမျိုးသားကသူ့ကိုမိခင်ဆောက်ဆိုင်နေတဲ့ပန်းချန်တွေကိုပြန်လည်ပို့ပေးခဲ့ပါတယ်။အမျိုးသားဟာကလေးကိုထပ်မခေါ်လာဖို့မိခင်ဖြစ်သူကိုလည်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မိခင်ဖြစ်သူကမိန်းကလေးကိုဆဲဆိုချိန်မောင်းခဲ့ပါသေးတယ်။မိခင်ဖြစ်သူဟာ Max Apartment ဆွဲနေသူတဦးဖြစ်ပြီးအဖမခံရအောင် တငယ်ချင်းတွေထံကနေမူးယစ်ဆေးဝါးတွေယူဆောင်ပေးဖို့သူ့ကိုအတုံးချခဲ့တယ်လို့လဲဆိုပါတယ်။ မိခင်ဟာနေ့စဉ်ဆက်နေရတဲ့အတရမဝင်ကျွေးမွေတွေအများပြားရှိနေတယ်လို့လည်းဆိုပါတယ်။ဧပြီလ30ရက်နေ့မှာ Pavana Foundation ကဝါဟင်းရက်ခန့်အကြီးကဲရဲမှုကြီးကမ္ပနတ်နာဝီချိုင်ကိုဆက်တွယ်ခဲ့ပြီး၎င်းကအပြည့်စုံစုံစမ်းပေးဖို့အမိန့်ပေးခဲ့ပါတယ်။မိန်းကလေးကိုစိတ်စိတ်ချက်ရယူဖို့ချက်ချင်းပို့ဆောင်ခဲ့ပြီးအဖွဲ့အစုံနဲ့တွေ့ဆုံမေးမြန်းမှုတွေလည်းလုပ်ခဲ့ပါတယ်။ယခုအခါမိန်းကလေးနဲ့ညီမငယ်တို့ဟာ Foundation ရဲ့ဆောက်ရှောက်မှုအောက်မှာ ရှိနေကြပြီဖြစ်ပါတယ်။ မိခင်နဲ့အတော်ဖြစ်သူကိုလူကုန်ကူးမှုနဲ့အသက်15နှစ်အောက်ကလေးငယ်ကိုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ဖို့စီစဉ်မှုတို့နဲ့မေလ19ရက်နေ့မှာရဲကဖမ်းဝရမ်းချုပ်ပြန်ခဲ့ပြီးအဲ့ဒီနေ့မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။မိခင်ဟာဝူရဲ့ဆေးဝါးဆက်ဆဲမှုအရမတ်အဖတ်တမင်ဆွဲသုံးနေမှုကိုအတည်ပြုခဲ့ပြီးဝူရဲ့ဆေးဝါးသုံးဆွဲမှုနဲ့နောက်ထပ်ဆွဲချက်တစ်ခုထပ်တိုးခဲ့ပါတယ်။တမီဖြစ်သူကအမျိုးသားနဲ့၃ချိန်တွေ့ဖို့စီစဉ်ခဲ့ကြောင်းသူကဝန်ခံခဲ့ပါတယ်။ ပထမတစ်ချိန်ကအများပြည်သူပန်းချန်နေမှာတမိဖြစ်သူကိုမျိုးသားနဲ့မိတ်ဆက်ပေးရန်ဖြစ်ပြီးဘတ်1500ရယူခဲ့တယ်လို့ဆိုပါတယ်။နောက်နှစ်ချိန်ကတော့ဟိုတယ်တွေမှာဖြစ်ပြီးတော့ဘတ်2000နဲ့ဘတ်5000အသီးသီးရရှိခဲ့တယ်လို့ဆိုပါတယ်။အတော်ကငွေအလုံးကိုတင်ဆက်ထားခဲ့တယ်လို့လည်းဆိုပါတယ်။တန်တရားရှိသူတွေကိုဖမ်းဆီးထိန်းသိမ်းဖို့လည်းအမိန့်ထုတ်ထားပါတယ်။ရဲတွေဟာအတော်ဖြစ်သူကိုရှာဖွေနေပြီးမိန်းကလေးငယ်နဲ့လိန်ဆက်ဆံခဲ့တဲ့အမျိုးသားကိုဖော်ထုတ်ပြီးတရားစွဲဆိုရန်လှုံ့ဆော်နေတယ်လို့လည်း ဖောင်ဒေးရှင်းကဆိုပါတယ်ရှင်ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါဆလဘီဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလန်းတုံးရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမရဲ့ဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါစေ4460ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1620ဒသမ8ကျံပြင်ပပေါ့စေ3484ကျံယူရပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1364ဒသမ38ကျံပြင်ပပေါ့စေ9092ကျံထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ63ဒသမ4ကျံပြင်ပပေါ့စေ136ဒသမ9ကျံ မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ489ဒသမ68ကျပ်ပြင်ပပေါင်စေ1049ကျပ်ပေါင်စေရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ58သိန်း3000ကျပ်ပြင်ပပေါင်စေ85သိန်း6000ကျပ် စငါးဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ53သိန်း9185ကျပြင်ပပေါက်စေ83သိန်း1000ကျပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2320ကျ ပရီမီယံဒီဇယ်တလီတာကို2855ကျပ်အော်ဒိတ်92တလီတာကို1950ကျပ်အော်ဒိတ်95တလီတာကို2850ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6525ကျပ်ပြင်ပပေါ့ဈေး9000ကျပ် ပေါ့စေးရှိပါတယ်။ပေါ်ပြပါဇင်းုံတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျိုးစီမပရိုင်တိုင်းမျိုးစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်ညီကစူးစီးတင်ဆက်ပေးကြတာပါ။တမျိုးစီမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချင်းအချိန်အခါပြကြပါစေခင်ဗျာ။